မင်္ဂလာပါဒီနေ့မှမျှဝေပေးတင်တာကတော့ကိုယ့်ရဲ့ဘဏ္ဍာဘက်ကိုခဏခဏမေ့တက်တဲ့မိတ်ဆွေတွေအတွက် key plat ထဲမှာကိုယ့်ရဲ့ဘဏ္ဍာဘက်ကိုထည့်သွင်းထားလို့ရမယ့်နည်းလေးကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ဒီနည်းပညာလေးကိုစတင်ဖို့အတွက်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ key plat software လေးကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါ ဒီ black software ကိုဖွင့်ပြပါပြီဆိုရင်တော့အောင်နာကဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ဒီနေရာမှာမရှိလို့ကလက်ပွေထည့်ထားတယ်ဆိုရင်အဲလက်ပွေပေါ့နော်လက်ပွေစကန်ပြီးတော့လော့ဖွင့်လိုက်ပါပြီးတော့ကျွန်တော်ဒီနေရာကိုရလာပြီဆိုရင်ဒီအောင်နာကဒီဆက်သွားပုံလေးကိုတစ်ချက်နှိပ်လိုက်ပါ ြီးရင်တော့ကျွန်တော်ဒီရဲ့ပေါ်နာကဒီနေရာလေးပေါ့နော်အဲဒီကျွန်တော်ပြတဲ့နေရာလေးကိုတစ်ချက်နေပါပြီးရင်တော့ကျွန်တော်ဒီနေရာလေးကိုတစ်ချက်နှိပ်ပါအဲ့ဒီနေရာလေးကိုနှိပ်ပြီးွားရင်မိတ်ဆွေတို့ရဲ့ဗန်နံပါတ်ကိုဒီနေရာမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ် ီနေရာမှာဗန္နဘတ်ကိုရက်ထည့်ပြီးွားပြီဆိုရင်အောင်နာကအမှန်ကြစ်လေးကိုတစ်ချက်နှိမ့်လိုက်ပါပြီးရင်တော့ဒီလိုလေးပေါ်လာပြီဆိုရင်ဒီအောင်နာကအမှန်ကြစ်လေးကိုတစ်ချက်ထပ်ပြီးတော့နှိမ့်လိုက်ပါဒါဆလို့ရှိရင်တော့ဒီနေရာမှာမိတ်ဆွေတွေရဲ့ဗန္နဘတ်ကဒီနေရာမှာအခုလိုမျိုးလေးပေါ်နေမှာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့က အကြံတစ်ခုခုရှိလို့ပေါ့နော်ကိုယ့်ရဲ့ဘဏ္ဍာဘတ်ကိုမမှတ်မိဘူးဆိုရင် key plus တဲ့ဝင်ပြီးတော့ဒီနေရာမှာလာပြီးတော့ကိုယ့်ရဲ့ဘဏ္ဍာဘတ်ကိုအခုလိုမျိုးကြည့်ရှုလို့ရမှာဖြစ်ပါတယ်ဒီနည်းပညာလေးကိုကျန်နေတတ်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးတွေနှိပ်ထားပေးဖို့မမေ့ပါနဲ့နော်ကျွန်တော်မိတ်ဆွေများအားလုံးစင်ပြေကြပါစေခင်ဗျာ